ရပါခင်ဗျာတက္ကသိုလ် YouTube channel ကနေကျွန်တော်ကြည့်နေကြပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီခုလက်ရှိရောက်နေတဲ့ဒီကားရဲ့ information တိုင်းနဲ့ပတ်သက်ပြီးတော့เนาะအဲကျွန်တော်နည်းနည်းလေးပြဖို့ကြိုးပါကောင်းက ကျွန်တော်တို့2016ကနေပြီးတော့2019ဘယ်လိုအိုက်ဂျားမှာထုတ်ခဲ့7 CD နဲ့7 CD မှာကျွန်တော်တို့940 LE ပေါ့ဒီ940 LE မှာပို့ပဲဒီကောင်က Black and Hybrid Black and Hybrid ဆိုတာကကျွန်တော်တို့ရိုးရိုး Hybrid နဲ့ Black and Hybrid နဲ့အားကွာလဲဆိုလို့ဆိုရင်ကျွန်တော်တို့ Hybrid လည်းဖြစ်မယ်အဲပြီးလို့ရှိရင် Flat ထိုးရတဲ့နေရာ ပါမယ်ခြာကြောင်ကောင်းပါမယ်ပေါ့ဒီဘက်မှာသုံးထားတဲ့ engine ကကျွန်တော် B48 engine ဖြစ်တယ်ဒါကတော့ကျွန်တော်လေးလာကြည့်ရတော့ကတော့ကျွန်တော်တို့ N20 engine ကိုပြန်ပြီးတော့အဆင့်ညှင့်ထားတဲ့ပုံစံလို့ဆိုလဲပေါ့နော်ဒီကောင်ကကျွန်တော်တို့ post cylinder inline engine ပဲ inline type ပဲ engine power 2.0ရှိတယ်ဒီ engine ရဲ့ block diagram ပုံစံတွေဘာတွေအားလုံးကိုတော့ကျွန်တော်ဒီ video ရဲ့ comment မှာပြန်တန်းထည့်ပေးထားမယ်ပေါ့နော်နောက်ထပ်ဒီကောင်မှာသုံးထားတဲ့ gear gear ကကြာတော့ကျွန်တော်တို့8 drive step front လို့ဆိုတယ် atrial stenosis ဆိုတာ stenosis ကပုံစံနှစ်မျိုးရှိတယ်။ stenosis ပုံစံနှစ်မျိုးကဘာလဲပထမတစ်မျိုးကကြတော့ကျွန်တော်တို့ကရိုးရိုး stenosis ဖြစ်တယ်။ရိုးရိုး stenosis ရဲ့ atrial stenosis ရဲ့ဆိုပြီးတော့နှစ်မျိုးရှိတဲ့တဲ့ကကွာခြားသွားချက်ဘာရှိလဲဆိုလို့ရှိရင် atrial stenosis ဆိုတာကကျွန်တော်တို့ငင်းလောင်ပြောမယ်ဆိုလို့ရှိရင်သူက OV3 နဲ့ပေါ့အဲရိုးရိုး stenosis ဒါကြတော့ကျွန်တော်တို့ 2E3 နဲ့ပေါ့အဲ့ဒီမှာ stenosis ဆိုတာကဒီနီးစနစ်ကနီးပညာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ အဲရိုးရိုးပုံစံကနေမောင်းနေရကနေကျွန်တော်တို့ manual တွေပုံစံကိုကြောင်းမောင်းနေဆိုပါဆို manual ဘက်ကိုကြောင်းမောင်းရကနေကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့် parking ဘက်ကိုပြန်ထားမယ်ဆိုလို့ရှိရင်ပုံမှန်ကားတွေမှာကအဲကျွန်တော်တို့ gear shift ကိုလိုက်ရွှေ့ပြီးတော့မှအများကြီးရွှေ့ရမယ်ဒီကောင်ကကျွန်တော်တို့ ဟိုပါကင်ဘတ်တုံလေးကိုနှိပ်လိုက်တာနဲ့ဒီကနေ့အော်တိုပြုတ်သွားမယ်ဒါကိုပဲ Statronic System ဆိုပြီးတော့ဒီ BMW အုပ်စုမှာတော့သုံးထားတယ်ပေါ့နော် engine နဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်တို့ပြန်ပြောမယ်ဆိုတဲ့အခါကျတော့ inline four cylinder ပဲဖြစ်တယ်2.0တာဘိုပါမယ်အဲဒါတွေကကျတော့အများစုတူညီတယ်ပေါ့နော်အဲ့ပြီးတော့ကျွန်တော်ရှေ့ကဟို YouTube မှာတင်ပေးထားတဲ့ဗီဒီယိုတွေအတိုင်းနဲ့တချို့တချို့စင်ဆာတွေရဲ့အလုပ်လုပ်ပုံသဘောတရားတွေပြီးအများအားဖြင့်တူညီတယ်အဲနည်းနည်းကွဲပြားတဲ့စင်ဆာတွေရှိတယ်ဥပမာအပြပြောမယ်ဆိုလို့ရှိရင်ကွဲပြားတယ်ဆိုတာကနာမည်သဘောတရားတွေကွဲပြားသွားတာတွေရှိမယ် ဥပမာကျွန်တော်တို့မြင်လောက်ပြောကြမယ်ဆိုလို့ရှိရင်တူဒါမှာဆိုလို့ရှိရင် BDI လို့တောင်းမယ်ပြီးလို့ရှိရင် Honda မှာဆိုဘူးတက်လို့တောင်းမယ်ဒီကောင်းဒီမှာဆိုလို့ရှိရင် Van လို့ဆိုပြီးတောင်းလာမယ်ဒီလိုမျိုးနာမည်အခေါ်အတိန်ဆောင်လေးတွေတော့ရှိတယ်ပြီးတော့နောက်ထပ်အဲကျွန်တော်တို့ပြောကြရရှိတာကသူ့ရဲ့ suspension စနစ်ပေါ့နော် off-bike စနစ်ပုံစံကဒီဟာကိုဘာကြောင့်ပြောရလဲဆိုတော့ကျွန်တော်တို့စီမာကအများစုကလုံးကြရတယ်အောက်ပိုင်းနဲ့ပတ်သက်ပြီးရဲ့ engine နဲ့ပတ်သက်ပြီးရဲ့လုံးရတဲ့နေရာမှာ တော်တော့စနစ်တွေဘာတွေဆိုတာကိုအများကြီးဆရာတွေကလည်းသင်ပေးချင်မရဘူးမိတ်ဆက်ပေးချင်လည်းမရဘူးဒါတော့ blue snip border ကိုမိတ်ဆက်ပေးချင်မရတာဖြစ်တဲ့အတွက်ကျွန်တော်ကနောက်ဆိုလို့ရှိရင်ဒါလေးမြင်လိုက်တာနဲ့ဒါဘာစနစ်ပုံစံ blue bar လားဆိုတာသဘောပေါက်တော့ဒီ suspension နဲ့ပတ်သက်ပြီးပြောမယ်ဆိုတာကျွန်တော်ဒီကောင်ကကျွန်တော်တို့ air suspension ဖြစ်တယ်ရှေ့ရောနောက်ရော air suspension ဖြစ်တယ်ရှေ့မှာကကျွန်တော်တို့ double width bone ဆိုတဲ့ စနစ်ဖြစ်ပြီးတော့နောက်မှာကကျွန်တော်ကျွန်တော်တို့ independent type ဖြစ်တယ်ဆိုတော့အဲ့ဒါလေးတွေက double width bone လို့ကျွန်တော်ပြောတဲ့ independent type တို့ဆိုတာလေးတွေလည်း mix ဆက်ရင်းနေပါတော့အဲကျင်ဒီကားရဲ့ကျွန်တော်တို့ engine ရဲ့အခြေအနေလေးတွေရဲ့ပြလို့ရှိရင်ဘာကြောင့် plug-in hybrid ပေါ်ရတယ်ဆိုတဲ့နေရာလေးတွေဒါလေးတွေကြွေးပြချက်လေးတွေကျွန်တော်တို့လိုက်ကြည့်ကြည့်အောင်လည်းလည်းပြပေးမယ်ပေါ့အရင်ဆုံးတစ်ချက်ကတော့ဘာကြောင့် plug-in hybrid ခေါ်ရလဲဆိုတဲ့အကြောင်းကိုပြောမယ်ဆိုတဲ့အခါကျတော့ကားရဲ့ရှေ့ဘက်ပါချမ်းပတ်မှာကျွန်တော်တို့ဒီမှာ charging twin နဲ့ charging port ပါလာတယ်ပေါ့ဒီမဲ့ ဒါကိုပဲကျွန်တော်တို့အားလည်းသိင်းလို့ရတယ် hybrid လည်းဖြစ်တဲ့အတွက်သူ့ကို plug in hybrid ဆိုပြီးတော့ခေါ်တယ်ဒါကတော့ကျွန်တော်တို့ plug in hybrid ဆိုတဲ့အကြောင်းကတော့အဓိကကတော့ဒီအပေါက်ပါလာလို့မဟုတ်ပါဘူးနော်ဒါတော့ဒါကအဲ plug in hybrid ပဲဆိုတော့ကျွန်တော်တို့ engine ဘက်ကိုနည်းနည်းတွက်ကြည့်မယ် engine ဘက်ကိုကြည့်မယ်ဆိုတဲ့အခါကျတော့ထူးထူးခြားခြားကြီးတော့မဟုတ်ဘူး engine ရဲ့ design ဖွဲ့စည်းပုံပိုင်းညာကတော့ညီကိုတို့ခုရှေ့မှာမြင်နေရတဲ့အတိုင်းပဲကျွန်တော်တို့ background host တွေပါလေကတော့နည်းနည်းမျက်စိထဲမှာလုံနေမကြရင်ရှုပ်တယ်လို့ထင်ရတယ်ပေါ့နော် တော်တို့နေလိုင်းအစပြီးကြည့်မယ်တို့ချင်းလည်း true share ဘာမှမရှိဘူးဒီမှာတို့ချင်းရင်ထုံးစံတိုင်းကျွန်တော်တို့ MAF ပဲအဲဒီမှာတို့ချင်းရင် IAD ပဲဒါကောင်ကြတော့ဒီ ဒီအင်တိတ်မန်နီဖိုးမှာလာဆိုက်ရင် MAB လို့ခေါ်ပြီးတော့ဒီကောင်ကျတော့မန်နီဖိုးမှာစိုက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ပိုက်လိုင်းမှာလေးပိုက်လိုင်းမှာစိုက်တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော် air pressure ဆိုပြီးတော့ပဲခေါ်တယ်ဒါလေးပဲကွာခြားသွားတာရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ camshaft position စဉ်းစားတယ် camshaft position စဉ်းစားမှာလည်းဒီမှာကြည့်လိုက်လို့ရှိရင်ကျိုးသုံးပင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ပြခဲ့ပြီးသား hover flight စဉ်းစားတယ်ဖြစ်တယ်အာဒီမှာဆိုလို့ရှိရင်လည်း camshaft position စဉ်းစား hover flight ပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့က ray pressure sensor အဲဒီ ray pressure sensor နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်မပေးရသေးဘူးเนาะဒီ ray pressure sensor ရဲ့အလုပ်လုပ်ပုံသဘောတရားဒီအဲဘာကြောင့်ခဏခဏ short ချတတ်တယ်လဲဖိုက်ဖို့ပေးတဲ့ sensor တွေအများကြီးတည်းရဒီ ray pressure sensor တစ်လုံးနဲ့ပဲဘာလို့ခဏခဏ short ချတတ်လဲဆိုတော့အကြောင်းအရာလေးတွေကိုကျွန်တော်မမျှဝေဘူးဒါလေးယူတော့ကျွန်တော်မျှဝေပေးဖို့ရှိတယ်ဒီ ray pressure sensor ပါလာပြီဆိုကြဲကသူနဲ့တွဲဖက်ဖြစ်တဲ့ကျွန်တော်တို့ဒီမှာ high pressure pump ပါမယ် high pressure pump ပါလာတာဖြစ်တဲ့အတွက်ဒီကောင်ကကျွန်တော်တို့ data injection ဖြစ်သွားမယ် data injection ဖြစ်သွားမယ်ဆိုတော့ကကျွန်တော်ဒီမှာ အင်ဂျင်တာတွေကြည့်လိုက်နှစ်ပင်မဲ့အလုပ်လုပ်ပုံသဘောတရားတွေတူမိမဲ့ဘလက်ဝိုင်မှာကြည့်လိုက်ဘလက်ဝိုင်ရဲ့ဆော့ကတ်ဆိုလို့ရှိရင်လည်းကျိုးသုံးမိမဲ့ဆိုတော့အပေါင်းလုံးစင်ကနေဒါပဲရှိမယ်ဒီမှာပြောစရာရှိတာကဒါကကြတော့ကျွန်တော်တို့ AF sensor O2 sensor တို့ရဲ့ဆော့ကတ်အပြားကြီးတွေဒီမှာအဲ ဂျိုးငါးပင်ဖြစ်သွားပြီဂျိုးငါးပင်ဖြစ်သွားပြီဆိုတဲ့အခါကျတော့ကျွန်တော်အရင်တုန်းကတွေ့ခဲ့တဲ့ပုံစံတွေလိုမျိုးဟီတာနှစ်ဆပြီးလို့ရှိရင် ground တစ်ဆ signal တစ်ဆဆိုတဲ့ပုံစံမဟုတ်တော့ဘူးဒီကောင်ပြောင်းသွားတဲ့ပုံစံကျတော့ဘလို့လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့အပေါင်းနှုတ်နှစ်ပင်ရှိမယ်ပြီးလို့ရှိရင်ကန်လို့တစ်ပင်ရှိမယ်ကန်ဟိုက်တစ်ပင်ရှိမယ် signal တစ်ပင်ရှိမယ်ဒီငါးပင်ဖြစ်သွားပြီပေါ့နော်ဆိုတော့ကောင်ကကျတော့အဓိကအပြင်တော့ကန်လို့ကန်ဟိုက်နဲ့ထိန်းတယ်လို့ကျွန်တော်တို့ ပြောလို့ရတာပြီဒီမှာသလို့ရှင်ရန်ကျွန်တော်တို့ရိုးရိုးလုံနေကြဟိုကားတွေဂျပန်ကားတွေနဲ့မတူတော့တာကဘာလို့ရှိမလဲသလို့ရှင်ဒီမှာကျွန်တော်တို့ electric pan တွေ water pan electric pan တွေတည်တံ့ပါလာတာတရှိမယ်ပြီးလို့ရှင်ရန်ရေလေဝင်လည်းထပ်ပါမယ်ဒါတွေဒီလိုမျိုးစနစ်တွေတော့ရှိတယ်ပေါ့ အဲဆိုတော့ကျွန်တော်တို့အောက်ပိုင်းစနစ်လေးကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်ကျွန်တော်တို့ suspension စနစ်ကိုပြောမယ်ဆိုတဲ့အခါကျတော့ဒီကောင်ရဲ့ suspension စနစ်ကတော့ air suspension ပဲအဲကျွန်တော်တို့ဟိုရှော့ပါလေးရှော့ပါလေးလုံးပါမယ်ရှေ့ရောနောက်ရောအကုန် air suspension ပေါ့ဒါပေမဲ့ရှေ့မှာခေါ်တဲ့ကျွန်တော်တို့နည်းပညာနာမည်ရခေါ်မယ်ဆိုလို့ရှိရင်ဒီရှေ့မှာသုံးထားတဲ့ပုံစံကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် double width bone လို့ခေါ်တယ် double width bone ဆိုတာကဘယ်လိုပုံစံလဲဆိုပြီးတော့ကျွန်တော်တို့ရှုပ်ထွေးမသွားအောင်ပေါ့နော်ကျွန်တော်တို့အလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် low ဝအံပေါ်မှာသလို့ရှင်လဲအပအံအဲ့ဒီလိုမျိုးအပေါ်အောက်နှစ်ခုဂျွိုင်းပြီးတော့ ထားတဲ့ကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ double whip drone ဆိုတဲ့နာမည်နဲ့ခေါ်တယ်ဒါကတော့နိပညာနာမည်အခေါ်ပေါ့နော်ဒီလိုမျိုးနာမည်လေးတွေတည်တဲ့ကအဲ့နာမည်ကနေပြီးတော့မှကျွန်တော်ပညာသင်တွေလိုက်ပြီးတော့ရှာမယ်လေ့လာမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေအောင်ပါဒါကအဲကျွန်တော်တို့ရှေ့ရ suspension ပါကျွန်တော်တို့နောက်ကိုတစ်ချက်သွားကြည့်မယ်နောက်က suspension စနစ်ကိုကြာတော့သူဘလို့သုံးထားတယ်လဲဘာနာမည်ကိုသုံးထားတယ်လဲဆိုလို့ရှိရင် Martinlin Interpinning Type ဆိုပြီးတော့သုံးထားတယ် Martinlin ဆိုတာကပြောမယ်ဆိုလို့ရှိရင်ဒီ bane နဲ့ဒီ exerdine နဲ့နှစ်ခုကို link လုတ်ထားတဲ့အရာတွေတခုထပ်မကရှိတယ်ဥပမာဒီပြမယ်ဆိုလို့ရှိရင်ဒီမှာလည်းရှိတယ်ဒီမှာလည်းရှိတယ်ဟိုကျွန်တော်တို့ဒီမှာလည်းရှိတယ်ဟိုကြားမှာဆိုလို့ရှိရင်လည်းရှိသေးတယ်အဲ့လိုမျိုးဟို link လုတ်ထားတဲ့အရာတွေတခုထပ်မကရှိတဲ့အတွက်သူ့ကို multi link ဆိုတိုက်ပြီးတော့ခေါ်တယ်ဒါ independent type ဆိုတာကဒီတန်းကြီးဒီ excel တန်းကြီးပေါ့ဒီ excel တန်းကြီးက ဟိုဘက်ဘိန်းနဲ့ဒီဘက်ဘိန်းကိုတိုက်ရိုက်ဆက်ထားတာမျိုးမဟုတ်ဘဲနဲ့သူကတီးတန့်နေတယ်ပြီးတော့ဒီဘက်ကဘိန်းနေကကြတော့ဆော့ဆော့ကပြောသလိုမာတီလင်းနဲ့ကွန်တက်လုပ်ပြီးတော့ချိန်ထားတယ်ဆိုတော့ဒီစနစ်ကိုဘာကြောင့်သုံးရလဲဆိုလို့ချင်းရင်ဒီ independent တိုက်မှာကဒီဘက်ဘိန်းကအကယ်၍ပေါ့ကျွန်တော်တို့ဘယ်ဘက်ဘိန်းကဂျိုင်းနဲ့ကြတာပဲဖြစ်စေကမှုပေါ်တက်တာပဲဖြစ်စေဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီဘက်ညာဘက်ဘိန်းမှာလာပြီးတော့ effect က တက်ရောက်တဲ့အားကနဲတယ်တန်းလာကြီးထားတယ်သူတို့ချင်းချင်းတစ်ဖက်ကကြိုင်နေကြတာကမှုပေါ်တတ်တာစတဲ့ချင်းနေတွေပေါ်မှာမူတည်ပြီးတော့တစ်ဖက်မှာသွားပြီးတော့အဖက်တက်ရောက်တယ်အဖက်တက်ရောက်တယ်ဆိုတဲ့အခါကျတော့သူဒီတန်းကြီးပေါ်မှာမူတည်ပြီးတော့ထားတာဖြစ်တဲ့အတွက်သူ့ကိုတပင်းနဲ့တိုက်လို့ပဲခေါ်ခေါ်ဒါမှမဟုတ်လို့ရှိရင်နန်းအင်တပင်းနဲ့တိုက်လို့ပဲခေါ်ခေါ်ဒီပုံစံမျိုးရှိတယ်ပေါ့နော်အာဒါကိုလည်းပြီးလို့ရှိရင်ရဟိုဘက်ကကျွန်တော်လက်ဆက်တပီးနဲ့ရှင်ပြပေးမယ်ပေါ့အဲဒါကတော့အဲကျွန်တော်တို့ suspension စနစ်ရဲ့နာမည်တွေနဲ့ပတ်သက်တဲ့ပြီးတော့ဒါမိတ်ဆက်ပြတာပါအဲကျွန်တော်တို့ပညာသင်ကြီးကိုရှာကြည့်လို့ရအောင်နောက်မှာဆိုလို့ချင်းသုံးထားတာက multi င် independent type ဆိုတဲ့ပုံစံဖြစ်တယ်ပေါ့နော်ကျွန်တော်စာလဲထိုးထားပေးပါမယ်အဲညီကိုတို့ကြည့်တဲ့အခါရှားဖွေတဲ့အခါဒီစရန်လေးတွေအတိုင်းလိုက်ရှာရင်ပို့ပြီးတော့လွယ်ကူအောင်ပို့လို့ပါဒါကဆော့ဆော့ကတော့မဟုတ်ဘူးဒါကကျွန်တော်တို့ဟိုအန်လေး190လက်ဆက်ရဲ့တန်ဒီဟာဆိုလို့ရှိရင်အခုတေချာကြည့်ကြည့်လို့ညီကိုတို့ဒီဘက် bane နဲ့ဆက်ထားတယ်ဒီဝင်ယူ azeran ကြီးအကုန်လုံးဒီဒီဘက် bane မှာလည်းလာဆက်တာအဲ့ကြတော့ နှစ်ခုတုံးကတစ်ခုနဲ့တစ်ခုတီးနေတာတစ်ခုနဲ့တစ်ခုမှီပြီးတော့နေရတာဖြစ်တဲ့အတွက်ဒီဘက်ဘင်းရဲ့ဟိုဂျိုင်းနေဘောကြာချင်းဂမ္ပူဘောတက်ချင်းစတယ်အခြေအနေတွေအားလုံးဒီဒီဘက်ဘင်းမှာလာပြီးတော့တက်ရောက်မယ်ဆိုလိုတဲ့သဘောကဟိုကားဆောင်နိုင်တယ်ဆိုကားဆောင်တယ်ဘာညာဆိုတဲ့အခြေအနေတွေရှိတယ်ဒါကိုပဲကျွန်တော်တို့ကဟိုတစ်ဖက်နဲ့တစ်ဖက်တိုက်ရိုက်ကြီးဆက်ထားတာတီမီနေတာဖြစ်တဲ့အတွက်သူက independent မဟုတ်တော့ဘဲနဲ့သူက dependent လို့ခေါ်ရင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင် non independent ဆိုပြီးတာခေါ်တဲ့ပုံစံဆိုလို့ရှိရင်လည်းခေါ်လို့ရတယ်အဲဒါလေးညီကိုတို့သဘောပေါက်ပြီးချာလေးညီရင်တော့ ရှင်းရှင်းလင်းလင်းပြအောင်ကျွန်တော်ရိုက်ပြကြလိုက်တယ်ဒီမှာသတို့ရှင်ရဒီတန်းကလို့သွားထားလဲဆိုပြီးရလင့်နေနေဆွဲသွားပြီနှစ်ဖက်လုံးကဒီတန်းပေါ်မှာတီမီနေတာမဟုတ်တော့ဒီပုံစံမျိုးမဟုတ်တာကိုပဲဒါကိုပဲကျွန်တော်တို့က independent type ဆိုတဲ့ပြီးတော့ခေါ်တာပေါ့နော်ဒါပါပဲဟွာချားချက်အကတော့ရန်ကြီးကွာတာလားဆိုတဲ့ကကျွန်တော်ဒီကောင်ကျတော့ဘိန်းတစ်ဖက်ကနေနေအတက်ကြအကုန်လုံးဒီဟိုဘက်ဘိန်းပေါ်မှာတားရိုက်အားဖြင့်တော့ အရင်ကြီးတက်ရောက်မှုမရှိဘူးလုံးဝမတက်ရောက်ဘူးလို့တော့မဆိုလို့ဘောနော်အဲတော်တန်ယုံကြိုင်းနေကမှုတွေလောက်နေအဲသူ့ရဲ့ effort ကတစ်ဖက်မှာသွားပြီးတော့တက်ရောက်မှုအားနည်းတယ်ဒါကိုပဲကျွန်တော်တို့က independent တိုက်ဆိုလဲပြီးတော့ခေါ်တာပါနောက်ထပ်ဒီကျွန်တော်တို့ suspension စနစ်မှာပုံထားတဲ့နာမည်တခုဒါကပါလဲဆိုလို့ရှိရင်ဒီ steering rack and pinion ဆိုပြီးတော့တုံးထားတယ်အဓိကဆိုလိုချင်တဲ့သဘောက CRI gun နဲ့အဲကျွန်တော်တို့ ဒီကောင်က electric motor နဲ့နှစ်ခုကိုကျွန်တော်သူကပင်နီယံတိုက်နဲ့သုံးထားတယ်လို့ပြောတယ်ကျွန်တော်တချို့အားလုံးတွေ့ဘူးကြပါမှာကျွန်တော်တို့ဘတ်တိုက်တွေသုံးနေရတယ်ကျွန်တော်တို့ဘတ်ကြိုးတွေပြတ်တာပါညာဆိုတာမျိုးတွေဟေးဒါတွေရှိတယ်ပေါ့နော်ဒီမှာကကျွန်တော်ကျွန်တော်တို့ electric motor တိုက်ဖြစ်သွားပြီ power steer တွေမဟုတ်တော့ဘူးမစီယာတိုင်းဂန်းနဲ့အခုပြောတယ်ကျွန်တော်တို့ဒီ motor နဲ့ကိုကျွန်တော်ပင်နီယံနဲ့ပင်နီယံနှစ်ခုနဲ့ချိန်ထားတယ်ဆိုတဲ့ပြီးတော့သုံးထားတယ်ပေါ့နော်ဒါကကျွန်တော်တို့ suspension စနစ်နဲ့ပတ်သက်တယ်ပြီးတော့ဒါနည်းနည်းပါးပါးညီကိုတို့ကိုမိတ်ဆက်ပေးတဲ့သဘောပါဒါကတော့ကျွန်တော်တို့ hybrid battery ပေါ့ hybrid battery ဒီကောင်းရဲ့တူလောင်နိုင်တဲ့အားပမာဏကကျွန်တော်တို့9.2 kWh တိရှိတယ်ဒီ hybrid battery ကိုအားပြန်သွင်းပေးတဲ့ကောင်ကအားပြန်သွင်းပေးတဲ့သူ့ရဲ့ကျွန်တော်တို့နီးပညာနာမည်ခေါ်ရဆိုလို့ရှိရင် KNL convenient charging control unit ဆိုတိုက်ပြီးတော့ခေါ်တယ်ပေါ့နော်အဲသူ့ရဲ့အအဓိကအလုပ်လုပ်ဆောင်တဲ့အပိုင်းကတော့ကျွန်တော်တို့ဟို hybrid battery ကိုကျွန်တော်တို့ hybrid အားပြန်သွင်းတဲ့ကောင်ကျွန်တော်တို့ charging port ကနေပြီးတော့အားသွင်းတဲ့ကဒီကနေမှ control လုပ်ပြီးတော့မှ ပို့ကိုကျွန်တော်တို့ဟိုချိန်ပြီးတော့တွင်းပေးတဲ့ကောင်ပေါ့။အစကတည်းကဂီယာဘောက်ကိုဒီမျိုးခွာထားတာဖြစ်တဲ့အတွက်ကျွန်တော်ကဟိုဒီဂီယာဘောက်ထဲမှာပါလာတဲ့စတက်ထရောနစ်စနစ်ကိုကစားပြဖို့ကလောလောဆယ်အဆင်မပြေသေးဘူး။အဲ့ဒါကြောင့်အဲဒီကောင်ကခုပြောသလိုမျိုး all wheel drive ဖြစ်သွားတယ်။စတက်ထရောနစ်မှာ8 all wheel drive ဖြစ်သွားတယ်။8 drive လို့ခေါ်တာတော့အဓိကကပြင်တော့ဒီမှာညီကိုတို့မြင်တဲ့အတိုင်းပဲဒီမှာရှေ့ရောနောက်ရော လေးပင်းစလုံးတပြိုင်နက်ရုံးမှာဖြစ်တဲ့အတွက်ပေါ့နော်သူ့ကိုကျွန်တော်တို့ A drive ဆိုပြီးတော့ခေါ်တယ် A drive မပါတဲ့ကောင်ဆိုရင်ဒီဘက်ချမ်းမပါတော့ဘူးကျွန်တော်တို့နောက်ကနေပြီးတော့မှကျွန်တော်တို့ join ဆွတ်တဲ့နေရာ တိတာမယ်သွားလာမယ်အဲ့လိုမဟုတ်ဘူးဒီကောင်ကကြတော့ eight track ဖြစ်တဲ့တိုင်း join ဆိုတဲ့နေရာနားလေးမှာကျွန်တော်တို့တီးတန့်ကလပ်အုံတစ်ခုပါလာသေးတယ်အဲ့ကလပ်အုံရဲ့ခြေဆက်မှုအားနဲ့ကျွန်တော်တို့ရှေးဘိန်းနေစီကိုကျွန်တော်တို့လွှဲပြောင်းပေးတယ်ပေါ့နော်ဒီပုံစံစနစ်ကိုပဲ eight track လို့ခေါ်တယ်ဒီ statronics နဲ့မှာရိုးရိုးကျွန်တော်တို့ statronics ဆိုလို့ရှိရင် rear wheel drive ဖြစ်တဲ့ကျွန်တော်တို့နောက်ရက်သွားမယ်ဒီ eight track statronics မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ all wheel drive လို့ခေါ်တယ်လေးဘိန်းလို့တပြိုင်တည်းရုံးမယ်ပေါ့ Stratronic စနစ်ဆိုတာကိုကျွန်တော်ဂီယာရန်ကနေပြခြင်းတော့လောလောဆယ်ဂီယာကတော့အောက်မှာကျွန်တော်တို့ကန်ခွာထားတာဖြစ်တဲ့အတွက်ဆန်နှိုးဖို့ပိုင်းကတော့အဆင်မပြေလို့ပေါ့နော်ဒီပုံစံမျိုးလေ။ဒီမှာသလို့ရှင်ရင်ပုံမှန်သလို့ရှင်ကျွန်တော်တို့ကဟိုရိုးရိုးမောင်းရာကနေပြီးတော့ manual ဘက်ကိုကြောင်းနေဒါမှမဟုတ်လို့ရှင် sport move ဘက်ကိုကြောင်းနေသလို့ရှင်ဒီဘက်ကိုကျွန်တော်တို့ကဒီဘက်ကိုတွန်းထားတာ။ တွန်းထားရတာကနေပြတော့အကယ်ကျွန်တော်တို့ကဘာကင်ကိုပြန်ထားမယ်ဆိုလို့ချင်းတခါဒီဘက်ကိုပြန်တွန်းလာပြီးတော့မရှုရတာဒါပေမဲ့ဒီကောင်ရဲ့ဒီ strategic sniff ဆိုတာကကျွန်တော်အဲ့လိုရှုရမလို့တော့ဘူးဒီဘက်ကိုရှုနေရတယ်ဒီ power button ကိုနှိပ်လိုက်တာနဲ့တပြိုင်နက်ဒီဘက်ကိုပြန်ရောက်လာမယ်သူ့ auto ရောက်လာမှာအာ auto ရောက်လာပြီးတော့ parking ကိုတန်းဝင်သွားမယ်ဒီပုံစံမျိုးပေါ့ဒါအပြင်သူလှုပ်လို့ရတာဒီဒီမှာ move 3မျိုးပါသေးတယ်ဒီမှာ support မှုရှိတယ်ပုံမှန်မောင်းနဲ့ကျွန်တော်တို့ comfortable မှုရှိတယ်ပြီးလို့ရှိရင် eco pro ဆိုတာရှိသေးတယ်စီစားပို့ပြီးတော့တက်တာတယ်ဆိုတဲ့ပုံစံ အဲဒီ၃မျိုးလဲပါသေးပေါ့เนาะအဓိကအပြင်တော့အဒီကောက်မှာတို့ချင်းရယ်စတက်ထရိုနစ်စနစ်ဆိုတဲ့အဓိကစနစ်ပြောစရာရှိတာကတော့ဒီမန်နျူရယ်မှုမှာပြောင်းမောင်းနေတာပဲဖြစ်စေစပော့မှုဘက်မှာမောင်းနေတာပဲဖြစ်ရမောင်းနေရင်ကျွန်တော်တို့ဂီယာအချက်ကြီးလဲပို့ပြီးတော့မြင်မြန်ဆန်ဆန်ချိန်းနိုင်တယ်ဒီကောင်ကဘလောက်တောင်မှမြင်အောင်ချိန်းနိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်လေ့လာရတဲ့လောက်ကကျွန်တော်တို့ ကီလို100အတွင်း0ကီလိုကနေပြီးတော့မှကီလို100အတွင်းကိုရောက်ဖို့ရတော့5.1 second 5 second ပဲဆိုပါတော့5 second အတွင်းပဲကြာတယ်ဆိုပြီးတော့ပြောတယ်အမ်ဒီလောက်ဆိုလို့ရှိရင်ညီကိုတို့လည်းလိုက်လံပြီးတော့လေ့လာနေနေရမှာအဆင်ပြေကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တကား YouTube channel ပါခင်ဗျာပညာသင်ညီငယ်များတို့တချို့ system နာမည်လေးတွေပါလေးတွေကိုမှတ်ထားခြင်းနဲ့လူမှတ်ထားလို့ရအောင်လေ့လာခြင်းနဲ့လူလည်းဒီနာမည်လေးတွေနဲ့ like share ပြီးတော့လေ့လာတဲ့ကလွယ်ကူအောင်မဟုတ်လို့ကျွန်တော်ဒါလေးကိုလုပ်ပြတော့ပါ